မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြင်းဒီမှာအဆက်ကွဲခဲ့တဲ့အာနာသိန်းခေါင်းဆောင်ရဲ့အရေးချင်းနဲ့ကမ္ဘာသုံးဘာသာစကားဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်ရန်ကုန်ကိုအလဲပြန်လာတဲ့အချိန်တုန်းကတိုက်တိုက်ဆိုင်ဆိုင်ဂျပန်ဝင်ကြီးချုပ်မြန်မာပြည်ကိုအလဲလာတဲ့အချိန်ပေါ့ဦးတန်းရွှေကြီးကဂျပန်ဝင်ကြီးချုပ်တို့တွေ့တဲ့အချိန်အဲ့ဒီဝင်ကြီးချုပ်နဲ့တွေ့တဲ့အချိန်မှာရွှေကနုတ်တွေဆင်ထားတဲ့ထိုင်ကုန်မှာမိမ့်မိန်ကြီးထိုင်ပြီးဗမာလိုတွေဒရက်ဆက်ပြောနေတာဟိုဘက်ကစကားပြောနေနေတာကိုလည်းအခွင့်အရေးမပေးဘူးတခင့်တော်သားအထာနဲ့စကားပြောနေတာ မြင်တော့အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးမပြေလည်တာတွေကသူကိုယ်တိုင်အနောက်နိုင်ငံတွေနဲ့စကားပြောအမှာကိုကြောက်နေလို့ဆိုတာမြင်လိုက်ရတယ်။ဒီကြားရင်မြမနီမြမဟန်ဆိုပြီးပြည်သူကိုအမှောင်ချတယ်ဟောအာနာသိန်းခေါင်းဆောင်ကြတော့လေဘာထူးလို့လေနိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဖို့အိမ်ပြည့်ဖိတ်ကြတာတော့ပမာလူတွေပြောနေတာဘယ်နိုင်ငံခေါင်းဆောင်ကသူ့ကိုဂရုစိုက်မလဲတောသားဆိုတဲ့အထားနဲ့သူစကားပြောနေတဲ့အချိန်မှာဟိုကြည့်လိုက်ဒီကြည့်လိုက်လို့ပြီးစိတ်ပြက်ဟန်ပြနေတဲ့အခြားနိုင်ငံကခေါင်းဆောင်တွေရဲ့အမှုရာကိုကြည့်ရင်သိနိုင်ပါတယ် ကျွန်တော်ကိုရန်နီလောက်ကဖျားကြီးဈေးထိန်မှာမောဟင်ကသွားသွားတောက်တယ်။ရောင်းနေသူကကျွန်တော်တို့နဲ့တက်တူရွယ်တူလောက်ပါ။သူ့နာမည်ကလှကိုဆိုလာကောင်းကောင်းကိုမမှတ်မိတော့ဘူး။သူကမြင်းဝင်မင်းကြီးចောင်းတိုက်က ဘကပညာရေးနဲ့လေးတန်းလောက်စတင်ပြီးကျောင်းထွက်လိုက်တယ်။မဝင်းကားတောင်ရင်နဲ့သူနဲ့ရင်းနှီးသွားရကစာဖတ်သူအချင်းချင်းဖြစ်နေလို့ပေါ့။ခင်မာပေါ်ထွက်နေတဲ့ဝိတုရှိဝိတုတို့ရင်းနဲ့တရင်စာဆောင်းပါတွေကိုသူ့မြင်ကိုမြင်ပြောပြကြတယ်။တနေ့တော့သူ့ကိုအတန်မပေးဘဲသူ့ဖတ်နေတဲ့စာအုပ်ကိုကြည့်လိုက်တော့ပူပူနွေးနွေးထုတ်ထားတဲ့ Time Magazine စာအုပ်ကျွန်တော်အံ့ဩသွားတယ်။ Time Magazine ကသူ့ဖတ်နေတဲ့ဆိုဗီယက်နိုင်ငံအကြောင်းကိုပြောပြပြီး ဆိုဗီယက်ပြိုကွဲတော့မယ်ကျေတာယာစစ်ပွဲလည်းမရှိတော့ဘူးစစ်အေးတိုက်ပွဲလည်းပြီးတော့မယ်အမေရိကန်ကဆိုဗီယက်ကိုတန်းနဲ့မပြစ်ပဲအလဲထိုးတော့မှမယုံရင်ကြည်နေတယ်1989ခုနှစ်လောက်ကမဟင်း94လေးကိုလာကိုပြောခဲ့တဲ့စကားက1992ခုနှစ်မှာတက်တင်ပြခဲ့တယ်ဘယ်မီဒီယာမှမဟောခဲ့မထုတ်ခဲ့ဘူးသတင်းစာနဲ့မဂ္ဂဇင်းတွေပေါ်ကနိုင်ငံတကာသတင်းဆိုတာအကန့်အသတ်နဲ့ရေးရတာကွာသူတို့မှလည်းလွတ်လပ်စွာရှင်းသားခဲ့မရှိဘူးမသိလို့မတက်လို့မရေးသားတာတော့မဟုတ်ဘူးပေါ့ကွာတီစဲအစိုးရရဲ့အာဏာစက်အောက်မှာရေးရှိတည်မြဲဖို့လုပ်ကြရတာ ယ်အင်္ဂလိပ်ဘာသာနဲ့အစေးတပုတ်ကိုဖြောင်းဖြောင်းတန်တန်မရေးနိုင်သေးတဲ့ကျွန်တော်ဟာလှကိုကိုချီကျူလိုက်မိတယ်။ငါလူသေးပါလားဆိုတဲ့အတွေ့လေးရလိုက်တယ်။ လန်းစင်ပါတီခေတ်ကစားပြီးအစဉ်အဆက်ခေါင်းဆောင်ပိုင်းကအင်္ဂလိပ်စကားပြောမတတ်ခဲ့ဘူး။ဒါပေမဲ့အောက်ခြေဝန်တန်းပိုင်းမှာတော့အင်္ဂလိပ်စကားပြောကျွမ်းကျင်သူတွေများစွာရှိတယ်။ခေါင်းဆောင်ပိုင်းကဘာကြောင့်အင်္ဂလိပ်စကားမပြောတတ်တယ်လဲဆိုတော့တဘာသာဂုံတူးရပြီးနေရာရလာကြလို့ပါ။အမေစုလက်ထက်ရောက်မှသာနိုင်ငံတကာအင်အားကြီးပါတယ်ဆိုတဲ့ခေါင်းဆောင်တွေကိုဘာသာပြန်မလို့ပဲကြက်ခုတ်ခုတ်ပြီးပြောနိုင်ခဲ့တာ။အမေစုကလွှင့်စီရေးနိုင်ငံရေးစီးပွားရေးဘာသာရေးတွေမှာတဘာသာဂုံတူးရလာတဲ့သူတွေဆိုတော့တခြားဘာသာတွေနဲ့ပတ်သက်လိုက်သူတို့မသိကြတော့ဘူး။ဥပမာ ှနေဝင်းဦးတန်းရွှေဦးသိန်းစိန်နဲ့အာနာသိန်းကောင်းဆောင်တို့ကစီးရီမာနီယာရလာပြီးတိုင်းပြည်အာနာဘက်ကိုကူးလာခဲ့တဲ့လူကဲ့ပြန်ဝင်ကြီးဒေါ်သက်သက်ခိုင်ကစီးပွားရေးကနေအုပ်ချုပ်ရေးဘက်ကိုကူးလာတဲ့တဘာဝဘေးမှာပြည်သူဘယ်လိုကူညီရမလဲဆိုတာသူမသိဘူးနိုင်ငံကိုစားပြုပြီးနိုင်ငံတကာကဲ့စိန်းသမားတွေနဲ့စကားပြောဖို့လဲ thank you ကလွဲပြီးဘာမှမပြောတတ်ဘူးငလင်လောက်တာကိုငကားပလက်လန်းတာလို့ပြောလိုက်တဲ့မိုင်းဖုံးစရာတော့လေမဟာယနဗုဒ္ဓဘာသာကလွှင့်ရင်ကဘာကြီးရဲ့တဘာဝဘေးအန္တရာယ်ကိုဘာမှသိဟန်မတူဘူးလိလာထဟန်လည်းမတူ စာဖတ်တဲ့ဗဟုသုတမျိုးလည်းမတွေ့ရဘူး။ ဒီလိုလူတွေဟာဘာသာရဲတစ်ခုနဲ့နေရာရလာကြတော့နိုင်ငံတကာနဲ့တွေ့ဆုံတဲ့အခါဘာမှမပြောတတ်ကြပဲတိုင်းပြည်နဲ့နာခင်ရတယ်သူတို့မတတ်တော့အောက်ချင်းကပညာတတ်တွေကိုပါကဘာကြီးနဲ့အဆက်အသွယ်မလုပ်ဖို့ဤအမျိုးမျိုးနဲ့တားဆီးခဲ့ကြတယ်စစ်သားကအာဏာရလာလို့ပြောတဲ့ဇာတ်ကားကိုစစ်ဘက်အနွေတွေကမျက်လုံးစုံမိပြီးထောက်ခံလာကြတယ်အထင်ကရဘာသာရေးသမားကပြောတဲ့ဇာတ်ကားကိုဘာသာရေးလိုက်စားသူတွေကမျက်လုံးမှိတ်ပြီးယုံလိုက်ကြတယ်ဒီလိုပြောနေလို့ကျွန်တော်အင်္ဂလိပ်စာကျွမ်းသူတယောက်လို့မထင်စေချင်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းပြပမှနေပြီမဲ့အင်္ဂလိပ်စာကိုဒီကနေ့ထိလေ့လာ ာတင်ယူနေစေသတင်းတွေကိုဘာသာပြန်တဲ့ကအင်္ဂလိပ်ဘာသာစကားလေးကျင့်ကြံလို့အလွယ်တကူဘာသာပြန်ပြီးတဲ့ application တွေမသုံးပါဘူးပြည်ရင်းသတင်းဌာနတွေကအကန့်အသတ်နဲ့ပဲရှိရတာမို့နိုင်ငံတကာသတင်းတွေကိုတော်လိုင်းပြည်သူတွေသိအောင်တက်တလောက်နဲ့စူးစမ်းအချိန်ယူပြီးတင်ပြအသိပေးသုံးသပ်နေတာပါအပြည့်တန်အကူအညီမလွတ်သေးပါဘူးတော်လိုင်းကာလာဆိုရှယ်မီဒီယာပေါ်မှာဈေးရောင်းဈေးဝယ် post အကြွား post အမှုပညာဆယ်နေ post ဘာသာရေး post follower ရှာတဲ့ post တွေကိုဥပိ္ပခပြုနေပြီးမြင် online ပေါ်ကနေအင်္ဂလိပ်စာသင်ပေးနေရင်ဆရာဆရာမတွေကိုတော့ကျေးဇူး ုတင်အတိအမှတ်ပြုမိပါတယ်။ကမ္ဘာကြီးဟာ globalization လမ်းကြောင်းတိုင်တည့်ရွေ့ခီးနှစ်နေပါတယ်။ဒီပညာရိကတနည်းထက်တနည်းပြောင်းလဲတိုးတက်နေပါတယ်။ကမ္ဘာသုံးဘာသာစကားတစ်ခု ကိုမတက်ကြမ်းသေးဘူးဆိုရင်ခင်းနောက်ကျကျန်နေခဲ့နိုင်ပါတယ်။ ကမ္ဘာသုံးဘာသာစကားကိုတက်ကြွမှမိုင်းတိုက်ခိုင်းရခြင်းကိုကာကွယ်နိုင်ပါလိမ့်မယ်။ဗဟုသုတတိုးပွားပါမယ်။နိုင်ငံတကာနဲ့ရှင်ပေါင်းတန်းနိုင်ပါမယ်။ပြည်တွင်းမှာဘလောက်ကြီးတဲ့နေရာယာတို့ရနေပါစေ။ကမ္ဘာကြီးနဲ့ဆက်သွယ်လို့ဘာမှမပြောနိုင်တဲ့အခါနိုင်ငံသိက္ခာကြပါရယ်။ပြည်သူတွေနစ်နာပါရယ်။အထင်သေးခံရပါရယ်။ဒီတော်လိုင်းအောင်မြင်ပြီးလို့နိုင်ငံအတွက်အရေးကြီးနေရာတွေပြီးတော့မယ့်အချိန်မှာကမ္ဘာသုံးဘာသာစကားတက်ကြွမှုကိုလည်းအရေးချင်းတစ်ခုအနေနဲ့စမ်းစစ်ကြရလိမ့်မယ်လို့အသိပေးသုံးသပ်ချင်ပါတယ်လို့စောင်းမရှင်ကရှင်းတာထားပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ CP ဖွဲ့ကိုတက်မတော် ရဲ့ဖြစ်တုံ့ပြန်ဖွဲ့စည်းသွားမယ်လို့ချင်းညီနောင်ထုတ်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းညီနောင်စီပီဖွဲ့ကိုချင်းပြည်နယ်နဲ့ချင်းပြည်မျိုးသားလုံးအကာအကွယ်ပေးနိုင်တဲ့ပုံမခိုင်မှာကျက်လက်တဲ့တပ်မတော်တရက် Standard Army ဖြစ်တုံ့ပြန်ဖွဲ့စည်းသွားမှာဖြစ်ကြောင်းချင်းညီနောင်တာဝန်ရှိသူတွေကတရားဝင်ထုတ်ပြောလိုက်ပါတယ်။ ချင်းပြည်နယ်လွမြောက်နယ်မြေတနေရာမှာ AB 26ရက်မှ29ရက်ထိကျင်းပတဲ့မြေပြင်အစည်းအဝေးမှာအဲ့လိုသဘောတူချမှတ်နိုင်ခြင်းချင်းဖြစ်ပြီးအဆိုပါအစည်းအဝေးဘက်ကိုချင်းညီနောင်ဖွဲ့ဝင်39တက်ရောက်ခဲ့ကြောင်းချင်းညီနောင်စေဦးစီချုပ်ထန်းချုံးဖင်ကပြောပါရယ်အဆိုပါမြေပြင်ဆွေးနွေးပွဲမှာသဘောတူဆုံးဖြတ်ချက်တွေဖြစ်တဲ့ Standard Army ဖွဲ့စည်းရေးပါဝင်အချက်လေးချက်ပါဝင်တဲ့ထုတ်ပြန်ချက်တစ်ခုကိုချင်းညီနောင်ဖွဲ့ကမနေ့ကမေလ17ရက်မှာထုတ်ပြန်ခဲ့ပါရယ်ကျွန်တော်တို့စုစည်းမှုတွေက1 common 1 army ဖြစ်လို့အရေးကြီးတယ်ဒါကြောင့်ဒါကိုကနအုပ်အနေနဲ့ ဆင့်ကျင်စီလောကမဲ့လုပ်ငန်းတွေရှိရဲဒါတွေကိုချမှတ်နိုင်ကြတဲ့ကျင်းလက်ခိုင်မာတဲ့တက်တခုဖြစ်လာမှကျွန်တော်တို့ပြည်သူလူထုနဲ့နေမျိုးကိုကာကွယ်နိုင်မှာလို့စေဦးစီချုပ်ထန်းချွန်ဖေကပြောပါတယ်။ထိုင်းချုပ်နေမျိုးများတည်တံ့ခိုင်မြင်ရင်တရားဝင်စုံမွေးဆက်လက်ပြီးတိုက်ပွဲများမဖြစ်ပေါ်လာရင်ကျင်းလက်တဲ့တပ်ဖွဲ့တခုလိုအပ်တာကြောင့်ကြိုးစားနေရလို့၎င်းကဆိုပါတယ်။အဆိုပါတက်မတော်တင်းရဲ့ပေါ်ပေါက်လာရေးအတွက်လက်ရှိချင်းညီနောင်ဖွဲ့ဝင်တပ်ဖွဲ့၆ခုကပုံမကျင်းလက်တဲ့တက်များဖြစ်အောင်ဖွဲ့စည်းပြီးရင်နောက်၎င်းတပ်ဖွဲ့များပေါင်းစည်းကအမည်နာမှာဒေတာများစုံလုပ်ပြီးတမျိုးသားလုံးနဲ့ဆိုင်နေအမည်တခုနဲ့ တမတော်တင်ရဖွဲ့စည်းဖြစ်ကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းယောမန်ကပြောပါရင် ချင်းပြည်နယ်မှာချင်းညီနာဖွဲ့နဲ့သဘောထားကွဲလွဲနေတဲ့ချင်းလက်ကောင်စီ CC တပ်ဖွဲ့ဝင်တွေနဲ့လည်းဆွေးနွေးညှိနှိုင်းမှုတွေရှိနေပြီးနိုင်ငံရေးရာသဘောတူညီမှုတွေကိုရရှိပြီးတဲ့နောက်တဖြည်းဖြည်းတက်များချိန်ဆက်ပူးပေါင်းရေးကိုသွားမှာဖြစ်ကြောင်းဆိုပါတယ်။ချင်းမျိုးသားစည်းလုံးညီညွတ်ရေးနဲ့အနာဂတ်ချင်းပြည်သူတရက်လုံးကိုကိုးစားပြုနေချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်ဖို့အတွက်တန်းတူညီများခြင်းတရားမျှတခြင်းကိုကံကြမ္မာကိုဖန်တီးနိုင်ခြင်းအစရှိတဲ့ဒီမိုကရေစီစံနှုန်းတွေပါဝင်တဲ့ချင်းညီနောင်ရဲ့ Team Saw Reference TOR တိုင်းဆက်လက်အကောင့်ထည့်ဖို့သွားမှာဖြစ်ကြောင်းမေလ17ရက်နေ့မှာကြေညာချက် ထုတ်ပြန်ပါတယ်။ဒါအပြင်ပြည်တွင်းမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးနဲ့ဆက်လက်ပြီးစစ်ရေးနိုင်ငံရေးလူမှုစီးပွားရေးမူဝါဒတွေရေးဆွဲနိုင်ဖို့အတွက်အစည်းအဝေးသဘောတူညီချက်တွင်လည်းအဲ့ဒီအစည်းအဝေးမှာသဘောတူချမှတ်နိုင်ကြောင်းသိရပါတယ်။ဒါအပြင်ထိန်းချုပ်နေမြေတွင်းရှိပြည်သူလူထုတွေရဲ့အသက်အဝင်စီစဉ်ကိုကာကွယ်သွားမယ်အပြင်ကျန်းမာရေးပညာရေးစားနပ်ရိက္ခာပို့လုံရေးအစရှိတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းဒေသခံပြည်သူများတော်လိုင်းအင်အားစုများနိုင်ငံတကာဖွဲ့စည်းများနဲ့အတူလက်တွဲဆောင်ရွက်သွားနိုင်ဖို့သဘောတူညီခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။ချင်းပြည်ကောင်စီ CC နဲ့ ချားကလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC နဲ့ပူးပေါင်းထားတဲ့ချင်းညီနောင်စီပီအဖွဲ့ကမီဆိုရန်ပြည်နယ်ဝင်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ဖွဲ့စည်းထားတဲ့ Advocacy for Peace ရဲ့ကြားဝင်စည်းဆက်ပေးမှုနဲ့ချင်း National Council ဖြင့်ဖွဲ့စည်းသွားမယ်လို့ February 26ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့စိတ်ဆက်ပေးမှုကြောင့်အဖွဲ့နှစ်ဖွဲ့ကြားစတင်ဆွေးနွေးမှုတွေပေါ်ပေါက်လာခဲ့တော့လဲဆက်လက်ပြီးအသင်းစိတ်ဆွေးနွေးပြီးထွက်ပေါ်လာတဲ့အကျိုးအကြောင်းရလဒ်ပေါ်မူတည်ပြီးနောက်ဆက်တွဲပေါင်းစည်းရင်လောက်ကန်ဆောင်ရွက်သွားမှုဖြစ်ကြောင်းဆက်လိုင်းရောမန်ကပြောပါရယ်၎င်းတို့အနေနဲ့အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီးဖွဲ့စည်းပုံတစ်ခုဖြစ်ရင်ချင်းပြည်အစိုးရတစ်ခုပေါ်ပေါက်ရေးဆိုတာထက်ပုံမှုအခြေခံကြတဲ့စစ်ကောင်စီကင်းစင်ရေးဒေသတွင်အုပ်ချုပ်ရေးစနစ်တကျတည်ဆောက်ရေးများမှစတင်ပြီးတပြည်နယ်လုံးတစ်မျိုးသားလုံးနဲ့တက်ဆိုင်တဲ့အရေးများလှုပ်ဆောင်သွားမှာလို့၎င်းကဆိုပါရယ် ကြံရှိနေသေးတဲ့တီးတိမ်မျိုးနယ်များကိုလည်းတင်ပိုင်နိုင်ဖို့အတွက်ပြင်ဆင်စရာတွေကိုချိန်လန်းမှန်မှန်နဲ့ပြင်ဆင်လှုပ်ဆောင်နေကြောင်းပြောထားပြီးအဲ့ဒီမျိုးနယ်တွေရှိပါကမလွတ်မြောက်သေးတဲ့မဟာမိတ်ဒေသများကိုလည်းလွတ်မြောက်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားဖို့ရှိကြောင်းချင်းညီနောင်စေဦးစီးချုပ်ကပြောဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။